မိဘပြည်သူများရှင်ဂီတဆိုတာလူသားတွေအတွက်စိတ်အပန်းဖြေစရာတစ်ခုဖြစ်တယ်လို့စိတ်ထွက်ပေါက်တစ်ခုလည်းဖြစ်ပါတယ်။ဒီကနေ့မှာတော့လူသားတွေဟာဂီတကိုအသွင်အမျိုးမျိုးတန်ဆင်အမျိုးမျိုးနဲ့တီထွင်ဆန်းသစ်လာပြီးဖြစ်ပါတယ်။မိဘပြည်သူများရှင်ဒီကနေ့မှာတော့တိသန်ရှင်ဝိုင်းစုခိုင်တဲ့ရဲ့တတိယမြောက်တီစီဗီဖြစ်တဲ့အာဘာတီစီမိတ်ဆက်ပွဲဦးတော့ပတ်ရာရဲ့ဟိုတယ်မှာကျင်းပခဲ့ပါတယ်ရှင်။ Skynet Update Channel ကိုစောင့်မြည်ရှင်နေကြတဲ့ Chicken Lisa ပါတော့မိဘပြည်သူမျိုးကိုမောင်မများအားလုံးပဲမင်္ဂလာပါရှင်မိဘပြည်သူများရှင်ယနေ့ကျမတို့ရောက်ရှိနေတဲ့နေရာတော့ Parry Hotel မှာဖြစ်ပါတယ် ဒီကနေ့မှာဆိုရင်တော့ပြည်သူချင်းအမှုပညာရှင်တရားဖြစ်တဲ့ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင်တေးတန်ရှင်ဝိုင်းစုခိုင်တဲ့တတိယမြောက်စီးရီးဖြစ်တဲ့အာဘွားဆိုတဲ့တေးစီးရီးနဲ့ပတ်သက်ပြီးမိဘပြည်သူများသိရှိနိုင်မှုကျမတို့ everyday ဖွယ်ကအရင်ကတက်ဆက်ပေးသွားမှာဖြစ်ပါရှင်။မိဘပြည်သူများရှင်အခမ်းအနားမှာတော့တေးတန်ရှင်ဝိုင်းစုခိုင်တဲ့ကတေးစီးရီးနဲ့ပတ်သက်ပြီးမိတ်ဆက်စကားပြောကြားခဲ့ပါဗျ။ကျမတို့လည်းပြန်ပါမယ်။အဲပြီးရင်တော့ဒီစီးရီးမှာပါသေးတယ်။ တေးတန်ရှင်ဝိုင်းစုခိုင်တဲ့ကိုလည်းအခုလိုပဲမေးမြန်းခဲ့ပါတယ်ရှင်။ဝန်စုဟိုပြိတ္တတဲ့ကိုဝန်စုရှိုးဝဲတိုင်းမှာအဝါတော့နှုတ်ဆက်တဲ့ရှိတယ်။အဲ့အရာလေး trade map ပြပြီးဒီအဝါဆိုပြီးတိုက်တဲ့ပေးပြီးတော့ထွက်ဖြစ်တာပါ။ချားလုံးဆက်နှစ်ပုတ်ပါပါတယ်။တေးဆရာကိုရွှေအဲကိုဇဝါကိုဆောင်ဦးကိုစံပြီးကိုပိုးကအဲနာမကိုမမညီမခိုင်မနီဖြိုးလို့ပါပါတယ်အဲဝန်စုဒီခွေးက single ခွေးပါနောက်ဂျူအက်ခွေးတစ်ခွေးထပ်ထွက်ဖို့လည်းရှိပါသေးတယ် ကိုရွှေရည်တဲ့တပုတ်လေးပဲနည်းနည်းလေးပုံစံလေးနည်းနည်းလေးမတူဘူးဆိုနေကြပုံစံနဲ့မတူဒါပေမဲ့အရင်အကွဲကြီးတော့မဟုတ်ပါဘူးဒီတဲမှာသချင်းအားလုံးကပဲလူကြိုက်တဲ့သချင်းတွေကြီးပဲအားလုံးကြိုက်ပါတယ်ဟိုတိတန်တတ်တတ်ကြီးမရှိပါဟောတီးဆရာရွှေကြောကြောမှလေးတိတန်ရှင်ဝိုင်းစုဆိုင်တဲ့ရဲ့အဘွားတီးစီနဲ့ပတ်သက်ပြီးစကားလက်ဆောင်ပြောကြခဲ့ပါတယ်အဲ့တော့ကျွန်တော်ကဟိုမျက်ရှိမှာမျက်နဲ့တွေ့ရတာကတောင်းပြလို့အဘွားလို့ တီးဆရာရွှေကျော်ကျော်ကိုလည်းအခုလိုပဲမေးမြန်းခဲ့ပါတယ်ရှင်။အော်ဝမ်းစုဟာဟိုသူဟိုပထမခွေဒုတိယခွေတတိယခွေပေါ့နော်။ခွေတိုင်းမှာကျွန်တော်ဟိုတချင်းလေးတွေအပ်တယ်ပေါ့နော်။အာသူဖြစ်ချင်တာလေးရောကျွန်တော်ဖြစ်ချင်တာရောအကုန်ဟိုစဉ်းစားပြီးအပ်တယ်ပေါ့နော်။ဆိုတော့ဒီခွေမှာလည်းဝမ်းစုကကျွန်တော်တချင်းနှစ်ပုတ်အပ်ပါတယ်။အဲမဲ့လည်းကျွန်တော်ကတပုတ်ပဲရေးချိန်ရတဲ့တပုတ်ပဲရေးလိုက်ရပါတယ်။ဆိုတော့ဒီရဲ့တချင်းလေးကတော့ဟိုပါပေါ့။ Swiss system ဆိုတဲ့တချင်းလေးပေါ့နော်။အာတချင်းလေးပဲကတော့ဒီလိုပါ ဟိုမိန်းကလေးတယောက်ဟာလာဟိုသူ့ရဲ့16နှစ်ပြည့်တုန်းကဝင်းနေဝဲလေးကိုပြန်သတိရတယ်ဆိုတဲ့သဘောပေါ့နော်အဲပြန်သတိရခြင်းမှာလဲဟိုဘောတော့အဲ့တုန်းကဆိုရင်ဟိုကလေးဆန်ဆန်ပေါ့နော်ဟိုကလေးတယောက်လို့သူလာစီစဉ်တဲ့လူကြောက်လာတဲ့ခါအရန်ဟိုဝင်းနေလက်ဆောင်အကောင်စားရတယ်လို့မျိုးတအားကိုပျော်သွားတဲ့အမှတ်တရဝင်းနေလေးအကြောင်းဒါမျိုးလေးပေါ့ဒီတတရခွင်နဲ့ပတ်သက်လို့ကတော့ဝိုင်းစုကဒီပထမဒုတိယတတရပေါ့နော် ရှေ့ခွေတွေမှာရောဒီခွေမှာရောသူကသူအလုံးလုံးတယ်ဆိုလို့ရှင်တော့တော်တော်လေးဟိုပေါ့နော်ဂီယူဒီဇိုင်းနဲ့လုပ်လို့ရှိရဲတချင်းတွေရွေးတယ်ဆိုလို့ရှင်ရှေ့ခွေမှာလည်းလိုပဲပုံ20လောက်20ကျော်လောက်ရွေးပြီးတော့မှအဲ့ထက်ကတချင်းဟလာဟို10ဘုတ်ကျော်ကျော်လေးထွက်လာတယ်10 10ဘုတ်17ဘုတ်17ဘုတ်ပေါ့နော်အဲ့ထက်အဲ့တလို့သူကရဲလက်ခွေမှာလည်းဒီလိုပဲတချင်းတွေအများကြီးဝယ်ပြီးတော့မှအခါအဲတချင်းဆရာတွေအများကြီးတချင်းတွေလည်းအများကြီးအဲ့ထက်ကမှသူက ့ပရိသတ်အတွက်စီကိုအကောင်းဆုံးပေးဖို့မယ်ဆိုတဲ့ပုံစံမျိုးလေးနဲ့သူကအလုပ်လုပ်တာပေါ့နော်အဲ့တော့ဒီခွေလဲအဲ့လိုပဲရှစ်ခွေလိုပဲဟလာအောင်မြင်မယ်လို့ရေခုံခန်းစားမိပါတယ်အဲ့လိုပြောချင်ပါတယ်အခမ်းအနားအစီအစဉ်ရတေးသန့်ရှင်ဖူကာမှာလဲတီစထရီနဲ့ပတ်သက်ပြီးကြော်ကြရခဲ့ပါတယ်ဒီရှိရင်အတော့ချင်တော့ပါနဲ့တော့ချင်တော့ပါမဆီမမင်းမမပြောတာကျင့်တယ် တေးသက်ရှင်ဖိုးကာကိုလည်းအခုလိုပဲမေးမြန်းခဲ့ပါတယ်ရှင်။အာဝိုင်းစုခိုင်တဲ့ဒီအဘွားဆိုတဲ့အခွေမှာကျွန်တော်တချင်းနှစ်ပုတ်ရေးထားတယ်။နှစ်ပုတ်ကချစ်တာအမားဆိုတဲ့တခြင်းရဲ့မင်းရဲ့ရွေးချယ်မှုဆိုတဲ့တခြင်းရဲ့တခြင်းနှစ်ပုတ်ရေးပေးထားပါတယ်။ဟုတ်ကဲ့နှစ်ပုတ်လုံးကိုလည်းအားရပါတယ်။ဒီခွေလက်အောင်မြင်မယ်လို့ကျွန်တော်ထင်ပါတယ်။ဟုတ်ကဲ့သူတို့တွေကဟိုဟိုဟိုဒီတိုက်တယ်ပေးထားတာလည်းဟိုစမ်းတယ်လို့ထင်ပါတယ်ဟုတ်။အာကျွန်တော်သိရသလောက်ကတော့တခြားတခြင်းတွေလည်းကျွန်တော်နားထောင်ကြည့်ရလေ ။အဲ့တော့ကြည့်တဲ့အခါမှာဟိုဟိုပရိသတ်ကြိုက်နိုင်တဲ့သချင်းမျိုးတွေပါတယ်လို့ကျွန်တော်ထင်ပါတယ်။ဒီတစ်ဖေကိုလည်းပရိသတ်ကလက်ခံလိမ့်မယ်လို့ယုံကြည်ပါတယ်ဟုတ်။အိမ်နောက်မှာတော့အမှတ်တရဓာတ်ပုံများရိုက်ကခန်းနာကိုရုပ်သိမ်းခဲ့ပါတယ်ရှင်။ဒီနေ့ရှင်ဝိုင်းစုခိုင်တဲ့ရေအဘာတီစရိယာတော့တချင်းလေးအေးအေးလေးများနဲ့တိချစ်သူပြိတ္တများကိုအကြိုက်တွေ့စီမှာပဲဖြစ်ပါတယ်ရှင်။ ဒီပါပြည်သူများရှင်ယနေ့တင်ဆက်သွားတာတော့တေးသန့်ရှင်ဝိုင်းစုခံတဲ့အာဘွားဆိုတဲ့တင်းစီနဲ့ပတ်သက်ပြီးရိုက်ကူးတင်ဆက်သွားတာပဲဖြစ်ပါတယ်ရှင်။ကြည့်ရှုနေကြတဲ့မိဘပြည်သူညီကိုမောင်မများအားလုံးလေးကိုကြီးကျန်းမာခြင်းစိတ်အချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေရှင်။